ဂျာနယ်ရေးတာနဲ့ပတ်သက်လို့အရင်ကထင်ခဲ့တာကစာအုပ်လှလှလေးတစ်ခုတည်းစိတ်ထဲကခန်းစားချက်တွေလိုချင်တဲ့ပန်းနိုင်တွေကိုချရေးပြီးပုံလေးတွေဆွဲတဲ့စာအုပ်လေးတစ်ခုလို့နည်းနည်း fancy ဖြစ်တဲ့အရာတစ်ခုလို့ထင်ခဲ့ဘူးပါလေဒါပေမဲ့ဂျာနယ်ရေးတာတွေနဲ့ပတ်သက်တဲ့အကျိုးကျေးဇူးတွေကို မကြာခဏကြားရတာများလာတဲ့အခါဂျာနယ်ရင်းကြီးတွေကိုလေ့လာကြည့်ပြီးကျမနဲ့ใกล้ညီတဲ့နီးနှစ်ခုသုံးခုလောက်နဲ့ရေးကြည့်ခဲ့ပါတယ် ိုတိုင်ရေးကြည့်လာတဲ့အခါဂျာနယ်ရေးခြင်းဟာကျမတို့ရဲ့စိတ်ထဲရှုပ်ထွေးနေတာတွေကိုရှင်းလင်းသွားစေတဲ့အစွမ်းထက်တဲ့ tools တစ်ခုဆိုတာကိုနားလည်သွားပါတယ်။မျောလင့်ထားရတဲ့ပို့တဲ့အန်အောလောက်တဲ့အကျိုးကျေးဇူးကိုရပါတယ်။ဒါကြောင့်ဂျာနယ်ရေးကြည့်ခြင်းပြီးဘယ်ကစရမယ်မသိဖြစ်နေနိုင်တဲ့မိတ်ဆွေတွေအတွက်ဒီဗီဒီယိုမှာဂျာနယ်ရေးခြင်းကြောင့်ရရှိတဲ့အကျိုးကျေးဇူးဂျာနယ်ရေးဖို့လိုအပ်တဲ့ပစ္စည်းနဲ့လွယ်ကူတဲ့ဂျာနယ်ရေးနည်း6ခုအကြောင်းကိုပြောပြခြင်းပါတယ်။ Wine Journal ဂျာနယ်ရေးချင်းချောင်းရတဲ့အကျိုးကျေးဇူးကကိုယ်စိတ်ထဲမှာပဲရှိနေတဲ့အတွေးတွေကိုသက္ကလုံနေအဖြစ်ပြောင်းပြီးချရေးလိုက်တဲ့အခါကို့အတွေးထဲမှာဘာတွေ ရှိနေတယ်ဆိုတာကိုတည်တည်ချာချာရှင်းရှင်းလင်းလင်းသိသွားပါတယ်။မသိစိတ်ထဲမှာအော်တိုတွေးနေတဲ့အတွေးတွေဟာသိစိတ်အလင်းရောင်ရဲ့အောက်ကို ရောက်လာပါတယ်။အော်ငါဒီလိုစဉ်းစားနေခဲ့တာပါလား။ဒီကိစ္စကိုငါ stress ဖြစ်နေတာပဲ။ ဒါကဖြည့်ရှင်းလို့ရနိုင်တာပဲစသဖြင့်ပြဿနာဆိုရင်လည်းရှင်းရှင်းလင်းလင်းမြင်သွားတယ်ရည်မှန်းချက်အိမ်မက်ဆိုရင်လည်းပိုသေးချသွားတဲ့အကျိုးကျေးဇူးကိုရပါတယ်နောက်တစ်ခုကကိုအုံနောက်ဟာဂျာနယ်ရင်းနေတယ်ဆိုတဲ့ခံစားမှုမျိုးကိုမသိပါဘူးတဲ့အဲ့ဒီအစားကိုယုံကြည်ရတဲ့သူတဦးကိုကိုအကြောင်းပြောပြနေတယ်လို့ခံစားရစေပါတယ် အဲ့ဒီအချက်ကပြဿနာတွေမှာပဲပြိမိမနေတော့ပဲပို့ပြီးတော့ productive ဖြစ်တဲ့ဘက်ဖြည့်ရှင်း account ထဲပေါ်တဲ့ဘက်ကိုပြောင်းလဲစေပါလေ။ကျမလည်းဂျာနယ်ရေးကြည့်လာတဲ့အခါစာအုပ်ထဲမှာချရေးလိုက်တာဟာဒါလောက်အင်အားကြီးပါလားလို့အံ့ဩမိတဲ့အထိပါပဲ။တခြားသူတွေကရောဂျာနယ်ရေးတာနဲ့ပတ်သက်တဲ့အကျိုးကျေးဇူးတွေအကြောင်းကိုဘလို့ပြောပြနေကြတာလဲ။တစ်ချက်လောက်နားထောင်ကြည့်ရအောင်။ What difference does it make if I just write down all of the things that I can't fix. Is it like journaling actually just magically makes things better when we just write about them? And I know this sounds absolutely insane, but the answer is yes. Actually, yes. That's exactly how it works. Almost like magic, the way that it works, except it's not magic, it's, it's actual science. What you will need. Janet Yebo, lo adept you see. Janet Yereka, sa o bobenu ne yellow yadalo, phone, tablet, computer, lo, digital form nele yellow yabari. စာအုပ်နဲ့ချရေးတာကပိုမှန်းမိစေပြီးခံစားမှုနဲ့လည်းပိုပြီးဆက်ဆက်စေပါတယ်။နောင်ပြန်ဖတ်တဲ့အခါမှာလည်းစိတ်ထဲမှာပိုတက်တောင့်တက်တာဖြစ်တဲ့ခံစားမှုမျိုးရပါတယ်။တယ်လီဖုန်းနဲ့ရေးတာကတော့ရေးချင်တဲ့အချိန်ရေးချင်တဲ့နေရာမှာရေးဖို့အဆင်ပြေတယ်။ laptop နဲ့ဆိုပုံနေပါတယ် attach လုပ်ရတာလွယ်တာမို့ creative ဖြစ်တဲ့အကျိုးကိုရပါတယ်။ဒါပေမဲ့လှအောင်လျှောက်တစားဆင်ရင်ရေးတဲ့အကြောင်းရင်းအပေါ်မှာအာယုံစူးစိုက်မှုကိုလျော့စေပါတယ်။ ကိုအားတန်တဲ့ပစ္စည်းနဲ့ရေးလို့ရပါတယ်။ကျမကတော့နှစ်မျိုးစလုံးနဲ့ရေးကြည့်ပါတယ်။ How to journal လွယ်ကူတဲ့ journal ရေးနည်း6ခု Morning pages of free and easy writing မနေ့အိယာထပြီးတဲ့အချိန်စိတ်ထဲမှာတွေးမိသမျှကိုစာမျက်နှာ၃မျက်နှာလောက်ချရေးတဲ့နည်းဖြစ်ပါတယ်။ကိုယ်စိတ်ထဲမှာပေါ်သမျှရေးတာဖြစ်ပြီးကိုယ်ဘာသာထိန်ချန်ထားတာမျိုးမလုပ်ဖို့တော့လိုပါတယ်။ ဒီမနက်ခင်းဂျာနယ်ဟာစိတ်ထဲကရှုပ်ထွေးမှုတွေပူပန်သောကတွေအာယုံမဆိုင်နိုင်မှုတွေကိုရှင်းလင်းစေပြီးဖန်တီးနိုင်မှုစွမ်းအားကိုတိုးမြင့်စေပါတယ်။ဒီဂျာနယ်ရင်းကြီးဟာစာရေးဆရာတွေအမှုပညာဖန်တီးသူတွေကိုပို့ပြီးတော့ကောင်းမွန်တဲ့ဖန်တီးမှုတွေပြုလုပ်စေနိုင်တယ်လို့ဆိုပါတယ်။ Gratitude Journaling အတုံးများတဲ့ဂျာနယ်ရင်းနှီးတစ်ခုဖြစ်ပါတယ်။တနေ့တာအတွက် ကို့အနေနဲ့ကျေးဇူးတင်စရာအချိန်နေ၃ခုကနေ၅ခုအထိစဉ်းစားမိသမျှအချရေးတာဖြစ်ပါတယ်။ကျေးဇူးတင်စရာက ကြီးကြီးသေးသေးရေးနိုင်ပါတယ်။ဥပမာကြမ်းကြမ်းမာမာရှိနေတဲ့ခန္ဓာကိုယ်ကိုကျေးဇူးတင်နေဒီမနက်ခင်းစိတ်အေးအေးချမ်းချမ်းတောက်ရတဲ့ကော်ဖီတစ်ခွက်အတွက်ကျေးဇူးတင်နေစသဖြင့်ပေါ့။ gratitude channel ကိုရေးတဲ့အခါကိုရရှိထားတဲ့ကျေးဇူးတင်စရာအခြေအနေတွေကိုပုံမြင်လာတဲ့အတွက်စိတ်ဆူဆိုင်မှုနဲ့အကောင်းမြင်စိတ်ကိုတိုးပွားစေပါတယ်။ဒီ channel ရင်းကြီးကို စိတ်ထဲမှာအလိုမကျတာတွေများနေတဲ့အခါဝမ်းနည်းနေတဲ့အခါကျမရေးလိရှိပါတယ်။ event based journaling channel ရေးတာက diary ရေးသလိုဒီနေ့ဘယ်သွားတယ်ဘယ်သူနဲ့တွေ့တယ်စသဖြင့်အသေးစိတ်ရေးတာမျိုးမဟုတ်ပါဘူး။ ဖြစ်ရပ်ကိုအခြေခံတဲ့ event based journaling မှာတနေ့တာအတွင်းကိုကြုံခဲ့ရတဲ့ဖြစ်ရပ်တစ်ခုကိုချရေးပြီးအဲ့ဒီရရတဲ့အစိတ်ခံစားမှုအတွေ့အကြုံနဲ့သင်ခန်းစာကိုရေးတာဖြစ်ပါတယ်။ငါဘာလို့ဒီလိုတုံ့ပြန်မိတာပါလဲ။ဒီလိုအခြေအနေမျိုးနောက်တစ်ခါကြုံရင်ပိုကောင်းအောင်ဘယ်လိုလုပ်နိုင်မလဲ။ငါဘာတင်ယူလိုက်နိုင်လဲဆိုတာကို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 ပြန်မေးပြီးရေးတာ ဖြစ်ပါတယ်။အဲ့ဒီလိုလုပ်တဲ့အတွက်ရတဲ့အကျိုးကကိုကိုကိုနက်နက်နေနေနားလေပြီးသင်ခန်းစာယူမိစေပါတယ်။ prompted journaling ဒီ channel ရင်းကြီးကိုဘယ်ကစလို့ဘာကြောင့်ရေးရမယ်မသိဖြစ်နေတဲ့အခါမျိုးမှာအသုံးပြုကြပါတယ်ကိုကိုကို မေးခွန်းနေမေးကြည့်တာဖြစ်ပါတယ်ဥပမာငါအတွက်အောင်မြင်မှုဆိုတာကဘယ်လိုမျိုးလဲငါဘေးအရာကိုရှောင်နေမိတာလဲဘာဖြစ်လို့လဲငါလက်လွတ်လိုက်တင်တာကဘာလဲစသဖြင့်ပေါ့ channel prompt အမျိုးမျိုးကို Google မှာရှာကြည့်နိုင်သလို ChatGPT ကိုလည်းမေးကြည့်နိုင်ပါတယ် one line a day နေ့တနေ့ရဲ့အဆုံးညတိုင်းကိုယ့်ရဲ့တနေ့တာအတွင်းရှိခဲ့တဲ့ mood စိတ်ခံစားမှုတွေ့ရခဲ့တဲ့အတွေ့အကြုံကိုစာတစ်ကြောင်းနဲ့ရေးတာဖြစ်ပါတယ်။ဒီနေ့ကအလုပ်များတဲ့သူတွေနဲ့တင့်တော်ပါတယ်။သူ့ရဲ့အားသာချက်ကအချိန်မကုန်ပဲဆွဆွမြဲမြဲလုပ်နိုင်စေပါတယ်။ဒီကြားနဲ့ရင်းကြီးကို၅နှစ်တာကြာနဲ့ရင်းကြီးနဲ့တွဲဖက်ပြီးအသုံးပြုနိုင်ပါတယ်။၅နှစ်တာကြာနဲ့ရင်းကြီးကပြီးခဲ့တဲ့နှစ်ရဲ့ဒီလိုနေ့မှာငါဘာရေးခဲ့လဲဆိုတာကို၅နှစ်တာနှိုင်းရှင်ကြည့်တာဖြစ်ပါတယ်။ အဲ့လိုရေးတဲ့အတွက်ကိုယ့်ရဲ့တိုးတက်ပြောင်းလဲလာမှုကို ကိုယ်တိုင်ထင်ထင်ရှားရှားမြင်ရပါတယ်။အမှန်တော့ဂျာနယ်ရေးခြင်းဆိုတာကိုယ့်ဘဝအကြောင်းကိုယ်တိုင်ရေးတဲ့အထုပ်ပတ်တီပါပဲ။ Vision Journaling အနာဂတ်မှာကိုယ့်ကိုယ်ကိုဖြစ်စေခြင်းနဲ့ပုံစံရလိုတဲ့ရည်မှန်းချက်ပန်းနိုင်နေကိုရနေသလိုချရေးတာဖြစ်ပါတယ်။အဲ့လိုရေးတဲ့အခါစိတ်ထဲမှာမြင်ရောက်နိုင်ဖို့အတွက်ရည်မှန်းချက်ကိုကိုစားပြုတဲ့ပုံကိုစွဲတာ၊ကတ်ထားတာလုပ်နိုင်ပါတယ်။ ဒီကြတဲ့ရင်းကြီးကိုကိုယ့်ရဲ့ရည်မှန်းချက်ပန်းနိုင်ကိုရောက်ဖို့အတွက်အသုံးပြုကြပါလိမ့်။အခုပြောခဲ့တဲ့ဂျာနယ်ရင်းကြီးတွေကကျွန်မအသုံးပြုနေတဲ့ဤက event based journaling မှာတနေ့တာအတွင်းအထူးခြားတဲ့သတိထားမိတဲ့အဖြစ်အပျက်တစ်ခုနဲ့သူကရတဲ့စိတ်ခံစားမှုလေးလာတင်ယူမှုတစ်ခုကိုချရေးတာပါ။ရန်ဖန်ရခါဆိုသလို gratitude journaling နဲ့ prompt journaling ကိုလည်းအသုံးပြုပါတယ်။ တင်နဲ့ကိုက်ညီမယ်လို့ထင်တဲ့ရင်းနှီးတစ်ခုနဲ့စပြီးဂျာနယ်ရေးကြည့်ဖို့အားပေးပါတယ်စိတ်ထဲရှင်းရှင်းလင်းလင်းဖြစ်သွားတဲ့ခံစားမှုအကျိုးကျေးဇူးကိုတင့်ကိုခံစားကြည့်စေလိုပါတယ်တတ်မိုးရှိတဲ့အကြောင်းအရာတွေကို မျှဝေသွားမှာဖြစ်လို့ဒီ channel လေးကို subscribe လုပ်ထားမယ်ဆိုရင်နောက်ဗီဒီယိုတွေမှာကျမတို့ပြန်လည်ဆုံတွေ့နိုင်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်